လက်ရှိကာလမှာတော့လူတူဆက်ရုပ်တွေအပြိုင်ဆိုင်ဖန်တီးနေကြတဲ့ပွဲကတော်တော်လေးမြိုင်လာနေတာကိုတွေ့ရပါတယ်။ဘာလို့လဲဆိုတော့ဒီဆက်ရုပ်တွေကလူသားတွေလိုမျိုးသားအသိဉာဏ်ရရှိလာပြီဆိုရင်ဘလို့အလုံမျိုးတွေလုတ်ပေးနိုင်လာကြမှာလဲအလုတ်တွေကုလုတ်ပေးနိုင်ုံပဲလားဒီထက်ပိုလာရဆိုရင်လေတခြားဘလို့အခန်းကဏ္ဍတွေမှာပါဝင်လာနိုင်မလဲဆိုတာကတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းပြီးတော့လူတိုင်းကစိတ်ဝင်စားနေကြတာကြောင့်ပဲဖြစ်ပါတယ် ပြီးခဲ့တဲ့ Tesla ရဲ့အစည်းအဝေးမှာ Elon Musk ပြောသွားတာကတော့ဒီနှစ်ကုန်မှာ Luto ဆက်ရုပ်ပေါင်းအကောင်9000လောက်ကိုထုတ်လုပ်နိုင်ဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။နောက်နှစ်ထဲမှာဆိုရင်တော့အဲ့ဒီအရေးအတွက်ထပ်တောင်း10စားလောက်ပိုများလာနိုင်တယ်လို့ဆိုပါတယ်။တခြားသော Luto ဆက်ရုပ်ကုမ္ပဏီတွေနဲ့မတူတာကတော့ Elon ရဲ့ရည်မှန်းချက်ကဆက်ရုပ်အရေးအတွက်ဆိုတာတွေမဟုတ်ဘဲနဲ့ဒီဆက်ရုပ်တွေကိုလက်တွေ့အသုံးချနိုင်မဲ့နယ်ပယ်တွေကိုပါကန့်သတ်ထားတာမျိုးမရှိတာဖြစ်ပါတယ်။ အစပိုင်းတော့ကတော့မှန်ပါတယ် Tesla ဘော့တွေကိုစက်ရုံနေမှာပဲအလုံးလောက်ခိုင်းမှုရည်ရွယ်ထားပေမဲ့ပြီးခဲ့တဲ့နှစ် We Robot ပွဲမှာဆိုရင်အဲ့ဒီစက်ရုံတွေကအဖျော်ယာမကာတွေစက်ပေးတာကပြတာတွေအပြင်လူဟုတ်ကြားထဲမှာလူတွေနဲ့စကားပြောတာတွေအထိပါတွေးခဲ့ရတာပါဒါမဲ့ Tesla ဘော့တွေကအခုချိန်မှာဒါမျိုးတွေအထိလုံနိုင်နေပြီလို့ဆိုလိုတာမဟုတ်ပါဘူး။ဒီလိုတရုတ်ပြတွေလုံနိုင်ဖို့အတွက်လူတွေရဲ့အကူအညီကိုယူနေရတော့မှာပဲ ဒါပေမဲ့ပြောချင်တာကဘာလဲဆိုတော့အီလွန်ရဲ့စိတ်ကူးကဒီဆက်ရုပ်တွေအပေါ်မှာဘလောက်ထိမျှော်လင့်ထားလဲဆိုတာကိုတော့ပေါ်လွင်သွားစေပါတယ်။လူတွေတွာလာဖို့အန္တရာယ်များတဲ့သဘာဝဘေးအန္တရာယ်ဖြစ်နေတဲ့နေရာတွေမှာဒီဆက်ရုပ်တွေကိုစေလွတ်လာနိုင်မယ်။ SpaceX ရဲ့အင်ဂါဂျိုအိမ်မက်အတွက်လည်းဒီဆက်ရုပ်တွေကအဓိကကျတဲ့အခန်းကဏ္ဍအနေနဲ့ပါဝင်လာနိုင်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ Tesla ရဲ့ Optimus တွေအပြင်တခြားသော Bluetooth ဆက်ရုပ်တွေနဲ့ပါချိန်ထိုးပြီးတော့သူတို့တွေဘလောက်ထိအသုံးဝင်လာနိုင်မလဲ၊ကဘာကြီးကိုဘလို့တွေပြောင်းလဲနေပြီလဲဆိုတာတွေကိုမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ AI Learning မြန်မာအနေပြန်လဲကြိုဆိုလိုက်ပါတယ်။လက်ရှိ Optimus Gen 3ဟာဆိုရင်ဒီဇိုင်းပိုင်းကအများကြီးတိုးတက်လာနေတာကိုတွေ့ရပါတယ်။ အရက်9ပဲရှက်လက်မှလောက်ရှိပြီးတော့125ပေါင်လောက်အလေးချိန်ရှိပါတယ်လူခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေအတိုင်းအပြည့်အဝတူပနိုင်ဖို့ actuator 28ခုလောက်ပါဝင်ပါတယ်သူတို့ရဲ့လက်တွေကတော့အရှုပ်ထွေးဆုံးအစိပ်ပိုင်းတစ်ခုဖြစ်ပြီးတော့လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်တဲ့ degree ပေါင်း22ခုအထိပါဝင်ပါတယ် ကျွန်တော်တာမန်လူတွေရဲ့လက်တွေမှာတော့လှုပ်ရှားနိုင်တဲ့ဒီဂရီပေါင်း23ကနေ29အထိရှိတာဖြစ်ပါတယ်။ဆိုလိုတာကျွန်တော်တို့ရဲ့လက်တွေနဲ့တက်တောင်တက်တာလုံနိုင်တဲ့ဘယ်လိုအရာမျိုးကိုမဆို Optimus တွေကအတိအကျလိုက်လုံလာနိုင်မဲ့အနေအထားမျိုးရှိနေတာပါ။သူရဲ့ကိုယ်တိုင်ထဲမှာကင်မရာ၈လုံးပါဝင်ပြီးတော့ Tesla ရဲ့ Full Self Driving AI နည်းပညာကိုအသုံးပြုထားပါတယ် Tesla ကိုတခြားသောကုမ္ပဏီတွေနဲ့ကွဲပြားသွားစေတာတော့အနာဂတ်ကိုကြိုတွေးပြီးမှလှုပ်ဆောင်ခဲ့တဲ့သူတို့ရဲ့ရည်မှန်းချက်နဲ့အရာအားလုံးကိုကိုယ်တိုင်ထုတ်လုပ်နိုင်တယ်ဆိုတဲ့အားသာချက်တွေပဲဖြစ်ပါတယ်။ Tesla လမ်းတွေပေါ်မှာတန်းနဲ့ချီပြီးမောင်းနှင်နေတဲ့သူတို့ရဲ့ကားတွေကနေရရှိလာတဲ့ data တွေကိုအသုံးချပြီးတော့နှစ်ပေါင်းများစွာ real world AI စနစ်တွေကိုလေ့ကျင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။2024ခုနှစ်မှာဆိုရင်ကမ္ဘာလုံးဆိုင်ရာလူတူဆက်ရုပ်ဈေးကွက်ရဲ့တန်ဖိုးကဒေါ်လာ10ဘီလီယံကျော်ပဲရှိခဲ့ပေမဲ့ 2032ခုနှစ်မှာတော့ဒေါ်လာ39ဘီလီယံနီးပါးအထိမြင့်တက်လာနိုင်မယ်လို့ခန့်မှန်းထားကြပါတယ်။ဒါ AI စက်ရုပ်နည်းပညာနဲ့ vision system တွေမှာဘလောက်မြန်မြန်တိုးတက်လာနေလဲဆိုတာကိုဖော်ပြနေတာလည်းဖြစ်ပါတယ်။ထုတ်လုပ်မှုကုန်ကြမ်းစည်တွေလျှော့ချလာနိုင်ပြီးတော့ဝယ်လိုအားကလည်းမြင့်တက်လာပါတယ်။ဒီတိုးတက်မှုတွေရဲ့ရလဒ်တွေကိုအခုလက်ရှိမှာဟောပဲစက်ရုံတွေမှာစတင်မြင်တွေ့လာကြပြီပဲဖြစ်ပါတယ် နော်ဝေးမှာဆိုရင် Wanex ဆိုတဲ့ startup company ကနေ Neo Gamma လို့ခေါ်တဲ့ Bluetooth ဆက်ရုပ်ကိုအိမ်နေမှာတော့စတင်အသုံးပြုနေကြပြီလို့ဆိုပါတယ်။သူတို့ကဒီနှစ်ကုန်မှာအ ਨੇ ဆုံးယာနဲ့ခြေပြီးတော့ဖြစ်နိုင်ထောင်နဲ့ခြေပြီးတော့ပါထုတ်လုပ်နိုင်မှုရည်မှန်းထားကြပါတယ်။ ။ Figa ဆိုတဲ့ဆက်ရုပ်ကုမ္ပဏီတစ်ခုကလည်းသူတို့ရဲ့ဆက်ရုပ်ထဲမှာ Open AI ရဲ့ ChatGPT ကိုအသုံးပြုထားပြီးတော့လူတွေလိုမျိုးသဘာဝကျကျစကားပြောနိုင်တဲ့ဆက်ရုပ်ကိုဖန်တီးထားပါတယ်။သူစကားပြောတာနည်းနည်းလေးနှေးနေသေးပေမဲ့ဒါနောက်ပိုင်းမှာတော့အဆင်ပြေသွားဖို့အတွက်တော်တော်လေးအလားအလာကောင်းနေတဲ့အခြေအနေတစ်ခုလို့ယူဆရပါတယ်။ Open AI ရဲ့ ChatGPT အပြင် Figa ရဲ့နောက်ထပ်ခြေလှမ်းကတော့သူတို့ရဲ့ AI brain အသစ်ဖြစ်တဲ့ Helix ပဲဖြစ်ပါတယ်။ Helix ကတော့တကယ်ကိုထူးခြားတဲ့တိုးတက်မှုတစ်ခုပါ ဘာလို့လဲဆိုတော့ဒီစနစ်ကလူတူဆက်ရုပ်တွေကိုသူတို့ရဲ့ပဝင်းကျင်ဟာသဘောတဘာဝတွေကိုနားလည်နိုင်စေပြီးတော့အရာဝတ္ထုတွေကိုကင်တွယ်ရမှာလည်းအများကြီးတိုးတက်လာစေတာကြောင့်ဖြစ်ပါတယ်။ဒါတွေအားလုံးကလည်းစမ်းသက်ဆဲအဆင့်နေရနေတဖြည်းဖြည်းနဲ့ဈေးကွက်ထဲကိုရောက်လာတော့မှဖြစ်ပါတယ်။ကုမ္ပဏီကတစ်နှစ်ကိုဆက်ရုပ်ပေါင်း12000လောက်အထိထုတ်လုပ်နိုင်မှုစူးစမ်းနေပြီးတော့နောက်၄နှစ်အတွင်းမှာဆက်ရုပ်ပေါင်း တသိန်းအထိပါထုတ်လုပ်နိုင်မှုရည်မှန်းထားတယ်လို့သိရပါတယ်။အဲ့လောက်ရေအတွက်မျိုးဆိုတာပြီးခဲ့တဲ့နှစ်လောက်ကဆိုရင်တော့မဖြစ်နိုင်တာတွေပြောနေရလို့တော့ထင်ခဲ့ကြမှာပါ။ဒါပေမဲ့အခုတော့အခြေအနေတွေကအရင်ကနဲ့လုံးဝမတူတော့ပါဘူး။စောစောကကျွန်တော်ပြောခဲ့တဲ့ Helix ကတော့သူတို့ရဲ့အဓိကထုတ်ကုန်ဖြစ်လာဖို့ရှိနေပါတယ်။ဒါက AI model တစ်ခုဖြစ်ရုံနဲ့မဟုတ်တော့ဘဲနဲ့အပိုင်းနှစ်ပိုင်းပါဝင်တဲ့ computer brain စနစ်တစ်ခုဖြစ်လာပါတယ်။ပထမပိုင်းကတော့အာယုံခံနိုင်စွမ်းအတွက်ပါ မြင်နိုင်တဲ့ကြားနိုင်တဲ့လူတွေရဲ့စကားပြောတဲ့တွေကိုနားလည်နိုင်တယ်ပြီးတော့အခြေအနေတွေကိုသုံးသပ်နိုင်တယ်ဒါကို vision language model လို့လည်းခေါ်ပါတယ်ဒုတိယအပိုင်းကတော့လှုပ်ရှားမှုအတွက်ပါသူကပထမအပိုင်းကနေရရှိလာတဲ့အချက်အလက်တွေကိုယူပြီးတော့ဘာတွေဆက်ပြီးလှုပ်ဆောင်ရမယ်ဆိုတာကိုတိတိကျကျညွှန်ကြားပေးနိုင်တဲ့ motor model တစ်ခုလည်းဖြစ်ပါတယ်လက်နဲ့ဘလို့လှမ်းယူရမလဲဘလို့စုပ်ကင်ထားရမလဲဘလို့တုံ့ပြန်ရမလဲဆိုတာတွေကိုတွက်ချက်ပေးပါတယ် အဲ့ဒီနှစ်ခုပေါင်းဆက်လိုက်တဲ့အခါမှာစက်ရုပ်ကကျွန်တော်တို့လူမျိုးပဲပဝင်းကျင်အခြေအနေပေါ်မှာအချိန်နဲ့တပြေးညီတုံ့ပြန်ဆက်သွယ်နိုင်တဲ့စွမ်းရည်တွေကိုရရှိသွားပါတယ်တရုတ်ပြမှုတစ်ခုမှာဆိုရင် figure ရဲ့ helix စွမ်းအင်သုံးလူတူဆက်ရုပ်နှစ်ကောင်ကိုရေခဲတက်တာတစ်ခုထဲမှာပစ္စည်းတွေထည့်ဖို့စီမံခိုင်းခဲ့ပါတယ်။ကြိုတင်လေ့ကျင့်ပေးထားတာမျိုးအစင်းစင်ညွှန်ကြားပေးထားတာမျိုးလည်းမရှိဘူးလို့ဆိုပါတယ်။ဘာသာစကားအမြင်အာရုံတွေကိုအသုံးပြုပြီးတော့အချိန်နဲ့တပြေးညီစုံဖြတ်ချက်ချနိုင်စွမ်းကိုစမ်းသပ်ခဲ့ကြတာပါ။ တိတ်ပြီးတော့ perfect မဖြစ်သေးပေမဲ့လည်းအံ့အားသင့်စရာကောင်းလောက်တဲ့စွမ်းဆောင်ရည်တွေထုတ်ပြနိုင်ခဲ့တာကိုတော့တွေ့ရပါတယ်။ဒီလိုတွေတောင်လုံးပြနိုင်နေပြီဆိုတော့နောက်ထွက်လာမယ့် vision အသိတွေကဘလောက်ထိလုံးနိုင်မလဲဆိုတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ပြီးတော့သူတို့က internet တွေ cloud တွေမလိုအပ်ဖဲနဲ့စက်ရုပ်ရဲ့ code တွေအတွင်းထဲမှာပဲ Helix AI brain ကိုသုံးပြီးတော့ local RAM နဲ့ပုံစံမျိုးဖြစ်ပါတယ်။ Tesla ရဲ့ Optimus တွေမှာဒါဒီလိုနီးပညာတွေပေါင်းစပ်လာနိုင်ခဲ့မယ်ဆိုရင်တော့ပိုပြီးတော့မှ perfect ဖြစ်သွားနိုင်မယ်လို့ယူဆရပါတယ်။အရင်တော့ကတော့ American ရဲ့ Boston Dynamic က Bluetooth ဆက်ရုပ်တွေကိုဖန်တီးဖို့အဓိကလှုပ်ဆောင်ခဲ့ကြတာပါ။စွမ်းဆောင်ရည်ပိုင်းမှာတော်လေးအထင်ကြီးစရာလဲကောင်းခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်မှာတော့သူတို့ရဲ့ Bluetooth ဆက်ရုပ်ဖြစ်တဲ့ Atlas version အစ်စ်ကိုမိတ်ဆက်ခဲ့ပါတယ်။ဒါလည်းနောက်ပိုင်းမှာဘာတွေဆက်လုပ်ပြနိုင်အောင်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။တရုတ်တွေကတော့သူတို့ရဲ့ Bluetooth ဆက်ရုပ်အမျိုးမျိုးကို ဖုံးစံအတိုင်းဈေးနှုန်းလည်းတင့်တက်ရမယ်။စွမ်းဆောင်ရည်လည်းတင့်တက်ရမယ်။ပြီးတော့အများကြီးလည်းထုတ်လုပ်နိုင်ရမယ်ဆိုတော့ပေါ့ချောင်တင့်ပုံစံမျိုးနဲ့ထုတ်လုပ်နိုင်မှုရည်ရွယ်ထားကြတာကိုတွေ့ရပါတယ်။ဆိုတော့လူတူဆက်ရုပ်တွေကလူသားအလုတ်သမားတွေနဲ့အတူဆက်ရုံတွေမှာမြင်လာနေကြရပါပြီ။အလုတ်သမားရှားပါမှုနဲ့ရုန်းကန်နေရတဲ့ဆက်မှုလုပ်ငန်းတွေအတွက်ဆိုရင်တော့ဒီဆက်ရုပ်တွေကတော်တော်လေးအသုံးတည့်လာကြမှာပါ။ ကျမ်းမာရေးစောင့်ရှောက်မှုနဲ့တက်ကြီးရွယ်ကိုစောင့်ရှောက်မှုတွေမှာလည်းအလားတူပါပဲလူတူဆက်ရုပ်တွေကတူနာပြူတွေနဲ့အိမ်အကူတွေရဲ့အလုပ်တွေကိုကူညီပေးဖို့ဝင်ရောက်လာနေကြပါပြီဥပမာပစ္စည်းတွေယူပေးတာရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေမှာကူညီပေးတာမျိုးတွေပါသူတို့ကလူသားတွေရဲ့ဝင်တော့ဝင်ပိုးတွေကိုရှော့ချပေးလာနိုင်တဲ့အဆင့်တစ်ခုကိုရောက်လာနေပါပြီ။နောက်ပိုင်းမှာတော့အန်ဒီအရှိဆုံးပတ်ဝန်းကျင်တွေဖြစ်တဲ့နျူကလ িয়ার ဓာတ်ပေါင်းမှုတွေ၊မီးလောင်ပြင်တွေ၊ဓာတုပစ္စည်းယိုစိမ့်ထားတဲ့နေရာမျိုးတွေစတာတွေမှာ စက်ရုပ်တွေကိုလူတွေအစားအစားထိုးအသုံးပြုနိုင်ဖို့ကိုလေ့ကျင့်ပေးနေကြပါပြီ။ဆိုတော့လူတို့စက်ရုပ်တရုပ်ကိုလူသားဆန်တယ်လို့ပြောနိုင်ဖို့အတွက်အရင်တော့အလိုအရက်အမောင်း body အနေထားနဲ့ခြေလက်စတဲ့အပြင်ပန်းတွေမဟုတ်တော့ဘဲနဲ့သူတို့ဘာတွေလုပ်နိုင်လဲပုံပြီးရေးကြည့်တာသူတို့ဘလို့လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းရှိလဲဆိုတာတွေကိုပါထည့်ပြီးစဉ်းစားရတော့မယ်အနေထားမျိုးရောက်လာပြီပဲဖြစ်ပါတယ်။ သူတို့မှာခံစားချက်တွေမရှိဘူးရွေးချယ်ပိုင်ခွင့်တွေမရှိဘူးအလုံးလုံးပေးဖို့တခုတည်းကိုပဲတိစောက်ထားတယ်လိုက်လျောညီချွေဖြစ်အောင်လေ့ကျင့်ပေးထားတယ် Tesla လည်းသူတို့အရေးအတွက်အများအပြားထုတ်လုပ်နိုင်အောင်စူးစမ်းနေတယ် Figure လည်းသူတို့လူတွေလို stand alone ရပ်တည်နိုင်အောင်စူးစမ်းနေကြတယ်ကျွန်တော်မြင်တော့ဒီနီးပညာတွေကိုဒါအချင်းချင်းဖလှယ်ပြီးတော့ပေါင်းဆက်ပေးလာနိုင်မယ်ဆိုရင် လူနဲ့ပို့တူတဲ့လူတူဆက်ရုပ်တွေကိုကျွန်တော်မြင်လာကြဖို့လဲရှိနေပြီလို့ထင်ပါတယ် မိတ်ဆွေတို့ရောဘလို့အမြင်မျိုးများရှိကြပါသလဲမိတ်ဆွေတို့ရဲ့သုံးသက်ချက်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်